လာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်ထဲဝါပြော်ဝဲရေးသားသော ကောင်းကျိုးဝေဖျာတန်ခါယတနာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရဝဲရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးတွေ့ကြပါအောင်ရှင် ဗုဒ္ဓဘာသာဝင်တို့သည်ဗုဒ္ဓယရနာဓမ္မယရနာနှင့်တန်ခါယရနာ၏ဟူသောယရနာ၃ပါးကိုကိုးကွယ်ရမည်ဖြစ်သည်။တရဝါတို့၏ဘေးဒုက္ခကိုပယ်ပျောက်စေတတ်သောကြောင့်ထိုယရနာ၃ပါးကိုတရဏဟူ၍လည်းခေါ်ဆိုသည်။မြတ်ဗုဒ္ဓကိုကိုးကွယ်ပူဇော်ရခြင်းမှာဗုဒ္ဓရှင်တော်ဖျားသည်တရဝါတို့ကိုကြည် بوا ချမ်းသာကြောင်းနိလန်၌ဖြစ်စေခြင်း၊မကြည် بوا မချမ်းသာကြောင်းမကောင်းသောနိလန်မှစုံနစ်စေခြင်းနှင့်အပြစ်ဒေါသအလုံးစုံကိစ္စ၍ဂုံကျေးဇူးအလုံးစုံနှင့်ပြည့်စုံစေခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ဓမ္မယရနာရီဟူသောဖះရှင်တရားတော်ကိုကိုးကွယ်ရခြင်းမှာတရားတော်ကိုကျင့်ကြံလိုက်နာသူတို့အားတန်တရားခရီးခဲမှဆွဲထုတ်ကဲ့တင်ခြင်းတရားကျင့်နေစဉ်ကာလနဲ့ကြည်ပြီးနောက်ပိုင်းကာလတို့၌လည်းတတ်တာအေးချမ်းမှုကိုပေးစေခြင်းဖြင့်တရားတော်၏ဘေးဒုက္ခတွေကိုပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်းကြောင့်ဖြစ်ပါသည် တန်ဃာတော်ကိုကူးကွယ်ရခြင်းမှာအနှဲငယ်များသောကောင်းမှုကုသိုလ်တို့ကိုကြည်ကျယ်ဖွံ့ဖြိုးအကျိုးများစေရန်ပြုလုပ်ခြင်းဖြင့်တန်ဃာတော်များသည်တရဝါတို့၏ပေးဒုက္ခကိုပယ်ဖျောက်ဖြည့်ဆည်းနိုင်ခြင်းကြောင့်ဖြစ်သည်ထိုယတနာသုံးပါးကိုကြည်ညိုလေးစားကူးကွယ်စိတ်ကပ်တော်သူကိုတရဏဂုံတည်သူဟုခေါ်သည်သူတို့ဒီကောက်မြက်သောဘုံဘွားတို့ရောက်ရမည်ဖြစ်သည့်အပြင်အသက်ရှင်ခြင်းအဆင့်လာခြင်းအချွေရန်ပေါ်များခြင်းစသောကောင်းကျိုးများကိုရရှိမည်ဖြစ်သည် အရိယတန်ဃာတော်မြတ်သည်လောဘဒေါသမောဟကိလေသာတရားတို့ကင်းရှင်း၍မတ်ဖို့နိဗ္ဗာန်ရည်ဟုသောတရားတော်မြတ်တို့နှင့်သာမွေ့လျော်နေကြသဖြင့်တရားများ၏ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလေယာမြေကောင်းတပွဲဖြစ်သည်ထို့သောအရိယတန်ဃာတော်မြတ်ကိုကိုယ်ဝယ်စိတ်ကပ်လှုပ်ကြွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများစွာဖြစ်ထွန်း၍ကောင်းကျိုးချမ်းသာကိုလည်းခံစားကြရသည်တို့ဖြစ်အရိယာတန်ဃာတော်များသည်တရဝါတို့၏အတိုင်းမတိကျေးဇူးရှင်များဖြစ်ကြသည်အရိယာနယ်ဝင် ပုရုဇဉ်တန်ဃာတော်များသည်လည်းဗုဒ္ဓရှင်တော်မြတ်ဟောကြားထားရခဲ့သောတရားတော်များကိုတရဝါတို့အားလူနဲ့နိဗ္ဗာန် သုံးတန်ချမ်းသာကိုလမ်းညွန်ပြသဟောပြောကြသောကြောင့်တရဝါတို့၏အတိုင်းမတိသောကျေးဇူးရှင်များပင်ဖြစ်သည်တန်ဃာယတနာ၏ဟူသောတန်ဃာတော်များကိုကိုယ်ွယ်စိတ်ကလှုပ်ကြွေးခြင်းကြောင့်ဒုက္ခအပေါင်းမှလွတ်မြောက်ပြီးကောင်းကျိုးချမ်းသာ ာကိုရရှိခံစားနိုင်သေးတာဖြစ်၏ တန်ဃာတော်ကိုစိကပ်ကိုးကွယ်ခြင်းကြောင့်ကောင်းကျိုးခံစားခဲ့ရသောဗုဒ္ဓလက်ထက်ကတာရကတစ်ခုကိုထင်ရှားစေရန်တင်ပြပါမည်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကတထေကြီးတယောက်၏အိမ်မှာအစီကံမကြီးသည်ယနေ့နေ့လယ်ခင်း၌ပင်သေဆုံးွယ်လွန်၍အပယ်လေးပုံတို့လာရောက်ရတော်မူကိုအရှင်မဟာကတ္တဗမထေကြီးမြင်တော်မူသည်အစေကမ္မကြီးမှာအာဟုဇရာကောင်းမှုကုသိုလ်တစုံတစ်ခုမှမရှိပေထို့ကြောင့်အရှင်မဟာကတ္တဗမထေကြီးသည်တင်ငန်းယုံတပိပိုက်ပြီးတထေကြီးအိမ်ရှိသို့ကြွားရောက်၍ဆုံးရတော်မူ၏ထေရှားသောမဟာတာဝက ကြီးတစ်ပါးဖြစ်သောကြောင့်တထေးလင်မယားသည်အကောင်းစားစွန့်နှင့်ဆိုဟင်းများကိုလှူဒန်းဆက်ကပ်ရာမထေးမြတ်ကြီးကတပိတ်အဖုံးခွင့်မပေးဘဲအိမ်နောက်ဖေးတန်လျာမှအစီကံမကြီးကိုသာလှမ်းကြည့်နေတော်မူသည် ထိုအခါအစေကမကြီးသည်မထေမြတ်ကသူ့ထံမှစွန့်ကိုသာအလှခံလိုကြောင်းရိတ်စားမိသဖြင့်သူ့စားမိထမင်းကျန်းနှင့်ဟင်းရွက်ကျော်တို့ခွက်ကိုယူလာပြီးလောင်းလူလေသည်ထိုအခါကျမှမထေမြတ်ကတပိတ်ကိုခွင့်ပြီးအလှခံတော်မူသည်သူ့ထမင်းဟင်းကိုအလှခံတော်မူသဖြင့်အစေကမကြီးမှာဝမ်းသာပီတိဖြစ်ရတော်လဲငါလူတဲ့ထမင်းကျန်းကိုမထေမြတ်ကြီးဖုံးပေးနိုင်မှာမလားဟုစိုးရိမ်နေရှာသည်သူ၏စိုးရိမ်စိတ်ကိုတကိုးဖြင့်သိသွားသောမထေမြတ်ကအစေကမကြီးမြင်နိုင်လောက်သောတစ်ပင်တပင်ပေးရှိကွပ်ပစ်ပေါ်တွင် ဖုံးပေးသုံးဆောင်တော်မူလေသည်ထို့သို့စွန်ဖုံးပေးနေသည်ကိုမြင်ရလေသော အစေကမကြီးသည်သူ့အလူအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်ထိုနေ့နေ့လယ်ပိုင်းတွင်ပင်အစေကမကြီးသည် ရုတ်တရက်ကွယ်လွန်သွားရာထိုစွန်းတူခဲ့သော ကုသိုလ်စွမ်းအားကြောင့်နတ်ပြည်သို့လာရောက်သွားလေ၏ထမင်းကြဲကဲကိုလှူဒန်းခဲ့သောအစေကမကြီးကိုအပယ်ဘေးမှကယ်တင်ပေးခဲ့သူမှာတန်ဃာယရဏပင်ဖြစ်လေသည်ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်၌သာတန်ဃာတော်များအားကိုးကွယ်သောတက္ကရာမများသာလျှင်ကောင်းကျိုးချမ်းသာရရှိမည်မဟုခေအဆက်ဆက်၌လည်းတန် ငံတော်များအားကိုယ်ွယ်လှုပ်ကျွေးသည့်ဒကာဒကာမများလည်းကောင်းကျိုးချမ်းသာကိုအမှန်ပင်ရရှိစေခဲ့ပါသည်ဖြစ်ရပ်မှန်များကိုလေ့လာကြည့်ကြပါစို့မြန်မာနိုင်ငံကုန်းမောင်ခေတ်ကာလဖြစ်၏မိုင်းကန်ခရိုင်တွင်းမှနေထိုင်သောမြတော်မျိုးမှလယ်သမားမောင်စီဆိုသူသည်စွန့်အခက်ခဲရှိသေးသည့်ခီးသွဲရဟန်းတစ်ပါးကိုမိမိစားပြီးထမင်းနှင့်ဟင်းကိုမစားတော့ဘဲအငတ်ခံပြီးလှူဒန်းခဲ့သောစွတ်တနက်ကုသူအစွမ်းကြောင့် နယ်ကွက်အလဲကောင်ကတောင်ကမူကြီးတွင်မှရတနာပစ္စည်းများလှဲခွန်းစီးတိုက်ရရှိခဲ့တဲ့ဖြင့်ချမ်းသာကြွယ်ဝသည့်တထေးတူဖြစ်လာခဲ့သည်။နောင်ခါတွင်တီဘောမင်းထံသို့တမိကညာဆက်သနိုင်သောကြောင့်မြတ်တော်တထေးမင်းဥစီဟု၍နာမည်ကျော်ကြားလေသည်။ယဟန်လူရွတ်ဖြစ်သောလူပြန်တော်ဗရံများသွေးသေးပိုင်ရှင်ဥမ္မမောင်သည်ယခင်ရန်ကုန်ဖဆပလကွက်တင်၌နေစဉ်ကအလုံးမင်းစည်ရဲတော်မှလာ၏။လူပြန်တော်ဗရံများသွေးသေးကိုရက်ကွက်တကာလှဲ့လေသွားလာ၏။မောင်းလေးထူပြီး ကိုယ်တိုင်အပင်ပန်းခံရောင်းချခဲ့ရသည်ထိုချိန်ကလေးကဆရာရင်ဖြစ်ခဲ့သောပထမမစိုးရင်ဆရာတော်ဖျားကြီးနဲ့တန်ဃာတော်များကိုဆက်ထသင်္ဃာယနာတင်နေစဉ်ကာလတွင်အပတ်စဉ်လစဉ်ဆွန့်ကပ်လူနိုင်ရန်ကြိုးစားခဲ့၏ထို့သော ကုသိုလ်များကြောင့်ရန်ကုန်ပြည်စနိကာယကျောင်းတိုက်မြင်းဒီုံမစိုးရင်ကျောင်းကြီးများကိုစောက်လုလူတတ်နိုင်သည့်အထိကြီးပွားချမ်းသာလာခဲ့ခြင်းဖြစ်သည်မန္တလေးတိုင်းမြစ်သားမြို့မှဥသက်ရှင်နှင့်တာဖြစ်သူကိုကျော်တို့သည်မန္တလေးဈေးကြော်တော်၌တစ်တီးနှင့်ဟင်းသီးဟွေများကိုရောင်းချအသက်မွေးရသူများဖြစ်သည် ်တန်ကားတော်များအားကြောက်စောက်လှူဒန်းလိုသောဆန္ဒကြီးမားလွန်းသောကြောင့်အလုတ်ကိုကြိုးစားလုပ်ကန်ခဲ့ကြရာဈေးတယ်ဘဝမှာပွဲယုံပန်ရှင်ကြီးဖြစ်လာသည်တစ်လျော်သောငွေကြေးအတော်တန်ပြည့်စုံသောအခါဖျားကြီးတိုက်ထဲ၌တစ်ထက်ကြောင်းတစ်ကြောင်းစောက်လုပ်လှူဒန်းခဲ့ကြသည်ရင်းတို့၏စေတနာတရားတရားက ထို့မြတ်နဲ့အမရသည်ပဲစာတင်တဲ့ဤတစ်ခုလုံးစောက်လို့လှူဒန်းလို့သောအာသာဆန္ဒဖြင့်အလုတ်ကိုပုံမူစူးစမ်းလှုပ်ဆောင်လာခဲ့ရာအောက်မြန်မာပြည်မှထွက်သောစာများကိုအထက်ပိုင်းတစ်ခုလုံးသို့တဦးတည်းမာယူတင်သွင်းနိုင်သည့်အထိကြီးဝါတိုးတက်လာခဲ့သည်ထို့ကြောင့်မန္တလေးမြို့ပေါ်တွင်လေးဧကကျယ်ဝန်းသောဥယျာဉ်ခြံကြီးတစ်ချောင်းကိုဝယ်ယူပြီးစာတင်တဲ့ကြီးတရိုင်ထူထောင်နိုင်ခဲ့သည်အကျယ်146ပေ142ပေရှိသော အလဲတိုက်ကြီးအပါဝင်ဘေးမှာနှစ်ထပ်တိုက်ပေါင်း၉လုံးတူတန်းခဲ့၏တစ်ထပ်တိုက်၆လုံးလည်းပါဝင်သည်ကြောင်းတိုက်အလဲတွင်နိုင်စင်ကြီးတစ်ခုအပြင်လေးဘက်လေးတန်းအုံတိုင်းကာရံပေးထား၏ထိုကြောင်းတိုက်မှာယခုချိန်တိုင်အောင်ရှိနေသောမစိုးရိမ်ကြောင်းတိုက်ဟောင်းပင်ဖြစ်၏ ဤဖြစ်ရပ်များကလည်းတန်ခါယရနာသည်ကိုယ်ွယ်သူတို့အားကြီးပွားချမ်းသာအောင်စွမ်းဆောင်ပေးနိုင်ရုံသာမကအပေလေးပါးကြပြည်သူများကိုလည်းအပေဘေးမှလွတ်မြောက်အောင်ဆောင်ရှောက်ပေးနိုင်ခဲ့ကြောင်းသိသာနိုင်ပါသည်တခါတော့ကမနလေးမြို့ရှိမိုးကောင်းကျောင်းတည်ကြီး၌ဥတိုးမြို့ရှိဘာသာကြားတကားကြီးတယောက်ကတထထတကြီးတလုံးဆောက်လို့လှူဒန်းထားခဲ့သည်ဘာသာကြားလူမျိုးတယောက်ကအဖဲကြောင့်ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းကိုဆောက်လို့လှူဒန်းသည်အကျောင်းရင်းကဤသို့ဖြစ်ပါသည် တနေ့သောအခါဥတုဤတူတဲသောသမီးသည်ရုတ်တရက်အမျိုးသမီးယောဂဖြင့်သေဆုံးသွားလေသည်။သမီးလေးသည်သူ့ချောင်းဝဲအတွင်းမှာပဲပိတ်တာဘဝဖြင့်နေရရှာ၏။ ထို့ကြောင့်ညခါတွင်သူမနေခဲ့သောအခန်းတွင်မှအပါအပါသမိဒုက္ခရောက်နေတဲ့ကဲပါအောင်ဟု၍အော်ဟစ်ပြောဆိုသောအတန်ကိုအတိုင်းသားကြနေရ၏။ဦးတို့သည်တစ်လုံငန်းပိုင်ရှင်ဖြစ်သောကြောင့်စီဝါဥစ္စာကြွယ်ဝချမ်းသာသူဖြစ်သည်။ထို့ကြောင့်သမိဖြစ်သူဒုက္ခရောက်နေသည်ကိုသိသည်နှင့်တပိုင်းနက်သူတို့ဘာသာဆိုင်ရာဓမ္မဆရာများကိုပင့်ဖဲ့၍ကျွမ်းဝေးပြုစုပြီးကောင်းမှုကုသိုလ်ပြုပေးခဲ့သည်။သို့တော်လည်းညခါများတွင် သမိလေး၏အော်ဟစ်တန်များကပြောက်ကွယ်မသွားခဲ့ပါ။ သူတို့ဘာသာနေတိုင်းသုံးချိန်သုံးခါတိတိပြုလုပ်တော့လဲအကျိုးမထူးတဲ့ဖြင့်ဦးတိုးလဲလက်လျှော့လိုက်ရလေထိုချိန်ကသူ၏တစ္ဆက်တွေမန်နေဂျာလုပ်နေသူမှာဗုဒ္ဓဘာသာဝင်တူဖြစ်ဦးတိုးသည်သူ၏သမီးချောင်းကိုထိုမန်နေဂျာအားပြောပြတိုင်ပင်၍အကူအညီတောင်းခံလေသည်ထိုမန်နေဂျာ၏ကူညီစီစဉ်ပေးမှုဖြင့်ဗုဒ္ဓဘာသာယဟန်တော်များကိုပင့်ဖဲ့၍စွန့်တင်ကမ်းများကတ်လူစေပြီးရေဆက်သုံးချအမျှပေးဝေထို့သောရေဆက်ချအမျှဝေပေးပြီးသောညခါကြမှာ ။သမီးဆင်းရဲဒုက္ခတွေကလွတ်သွားပါပြီ။ပပကိုကျေးဇူးတင်ပါတယ်ဟုပြောဆိုပြီးသမီးငယ်မှာပိတ်တာဘဝမှာလွတ်မြောက်ရေးနှက်ပြီလို့ရောက်သွားလေသည်။ထို့သောအကျိုးကျေးဇူးကြောင့်ဥတို့သည်ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ပြီးဗုဒ္ဓဘာသာဖြင့်ကူပြောင်းလာခဲ့တော်သည် ထို့နောက်ကျောင်းကြီးတစ်ဆောင်ကိုဆောက်လုပ်လူတန်းခဲ့ခြင်းဖြစ်လေသည် ဤဖြစ်ရကယရနာသုံးပါးသည်ပြစ်စုံပန်တန်တရားနှစ်ဖြာအတွက်တကယ်အားကိုးတဲ့ကြောင်းတည်သာထင်ရှားစေခဲ့သည်။ထို့ပါ၍ဘုရားဘာသာဝင်သူတော်စင်များသည်ယရနာသုံးပါး၏ကုံကိုယုံကြည်မျက်နှိုးစွာအသက်ထက်ဆုံးကိုးကွယ်ပူဇော်ကြခြင်းဖြင့်တူမျှသောကောင်းကျိုးချမ်းသာဖြာဖြာကိုအမှန်ပင်ရရှိခံစားရမည်ဖြစ်ပါကြောင်းရှင်းသာအပ်ပါသည်။ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။